မျိုးသားပညာဝန်ဦးဖိုးကြားရှင်းသားထားတဲ့မင်းကတော်ညမေဤမိဘတို့သည်တောသူတောသားများဖြစ်ကြ၏စင်ရဲလေစင်ရဲကြရှာ၏ညမေငယ်စဲကပင်အဖသေးဆုံးသွား၍မုတ်ဆိုးမတော်ခင်သည်တမိကလေးကိုညူညင်စွာမွေးမြူခရ၏ညမေတို့မှာဟင်္ဒရာမျိုးတောင်ပတ်ငားမိုင်ခန့်အကွာနတ်မောရွာတွင်အစွန်းအပြား၌နေကြရှာ၏ ဒေါခင်ဒီမိမိဤတဲအင်ကလေးအရှိပိုင်းတွင်ဘူးတိကြောကြောကအတန်မွေးရ၏ကံအားလျော်စွာဒေါခင်ဤဘူးတိကြောမှာတဖြည်းဖြည်းနမယ်ရှာလာ၍ကြော်နိုင်သည်မကုံတော်ဟု၏နမောလမ်းမှာလဲလန်းမော်တော်ကားလမ်းကြားသည်ဖြင့်ဒေါခင်ဤဘူးတိကြောဆိုင်သည်စရေစကတ်တစ်ခု ဖြစ်သွားလေ၏ဒေါခင်ဒီသူများအမေများထက်သာသမီးကိုကဲလွန်ပုံမှုချစ်သည်ဟုဆိုလောက်သည် မိမိမှာညဉ့်ညင်ဆင်းရဲစွာလောက်ကိုင်းစားတောက်ရတော့လေတမီးကလေးကိုအလုတ်ချမ်းကိုမဆိုပြီးတပြက်စီလဲမှမခိုင်းရဲ့လေညိုမေမှာကုတို့ထူးထူးဖြစ်၍အတန်ပင်ပုံပန်းရုပ်ဆင်းချုံမော၍ချစ်ခင်နှစ်သက်ဖွဲ့ကောင်း၏ကျုပ်သမီးလေရုပ်မခေဘူးတော့မင်းကတော့ဖြစ်မဲ့တမီးကလေးဟုအိနီနာကျွန်တော်အားပြောလေရှိ၏ရွှေဦးကြောင့်ဖုံတော်ကြီးဦးကိုတလာက ညို့မေဤခုနှစ်လရှနေကိုမေး၍ဟဲ့ဒကာမကြီးနေသမီးရာစာဖွားကလေးဟဲ့မင်းကတော့ဖြစ်လိမ့်မယ်ဟုတခါကဥပုံဆောင်ရေးပြုံမိရာဒေါခင်ဒီမိငရော်ရှူရှူနေလင်းဤလူတွေတိုင်းလို ပြောပြသဖြင့်အချို့ကပြုံဤအချို့ကမဲ၍မြင်ဆောင်ထူဤငယ်ငယ်၆နှစ်အရွယ်လောက်ကပင် မခန်းရဲမစေရဲဥွှေလူဤမြမစာတင်ကြောင်းတွင်ထားဤ ခုနှစ်တန်းအောင်သောမြို့မေသည်နမောရွာဩတရိုင်းပိုင်းလူကုံထံပိုင်းကခင်ရွှေနှင့်တန်းမြင့်တို့ဟင်္ဒရာမျိုး အင်္ဂလိပ်ကျောင်းတွင်နေကြသည်ကိုအားကြ၍မိမိလည်းအင်္ဂလိပ်စာသင်ခြင်းသည်ဟု အမိအားပူဇော်လေ၏တမီရှုရှုနေသူဘူဒီကျော်တဲ့မုတ်ဆိုးမကြီးမှာမငင်းလဲမငင်းနိုင် မတက်လဲမတက်နိုင်ဖြစ်၍ရှင်ထဲ၌ပလောင်ဆူသွားလေ၏ဟဲတမီကုံတော့အနံ့တော့တဲ့ ငါကြုံခံပြီးထားမယ်။ဟုစိတ်ပိုင်းဖြန့်လိုက်လေ၏။မကြမီပင်ဟေဒရာမျိုးတွင်နမောလန်းသွားလဲမော်တော်ကားများဆိုင်ရာနှင့်အနီးအခန်းချင်းကလေးတစ်ခုကိုတလလေးချက်နှင့်ငါ၍အိမ်ထောင်ပြောင်းလေ၏။အเจ้าတည်ပြီးသောဖောက်တဲ့ကားသမားများ၏ပဇက်ကြောညာကြောင့်ဒေါခိဘူးတီကျော်ဟုအတော်ခင်စားလာလေ၏။တို့ကြောင့်လေတမိငယ်ကို အင်္ဂလိပ်လေးတန်းကစား၍ထားနိုင်လေသည်။ အင်္ဂလိပ်ကျောင်းသူရှင်ညို့မေအပြိုပေါက်သည် အမိဟုပင်မှတ်ထင်ဟန်မရှိ အလုံးအကျွေးအခိုင်အစေဟုမှတ်ထင်ဟန်ရှိသည်ငယ်စဉ်ကစ၍အမိဖြစ်သူကငေါ့၍မှမပြောမဆိုဘူးလေသဖြင့်ကြောက်ရွံ့ရိုသေရမန်းပေမတိဖြစ်လေ၏အဝေးအစားအတုံးအဆွဲ၌အတန်လောမသောမိကလေးဖြစ်၏တခါတရံမိမိလိုသလောက်ပစံတောင်း၍မေရသည်မိမိ၏လက်အောက်ငယ်သားကဲ့သို့အော်ငေါ့ချိန်မောင်းခြင်းကိုပင်ပြု၏ ထိုအခါအမိမတစုံတရာပြန်မပြောဝတချောင်းချောင်းတွင်ကိုွေနေရရှာ၏ကုန်နေရှင်နေမပြီးသေးလို့သောပစံကိုချေငါပေါင်းနေရွှေပင်ဖြစ်စေရှာပေးရချေသည်၏တဖြည်းဖြည်းအတန်းကကြီးလာလေစရိတ်ကြီးလေဖြစ်ရကဘူဒီကျော်လုံငင်းနေမလုံမလောက်ဖြစ်လာလေ၏ထိုအခါဒေါခင်မမကြံတတ်ပြီးဖြစ်၍ အထက်တပိုင်းတစ်ခုနိုင်တပြင်းလင်းကြံတိုင်းအဝေရှုံအစီကံအလုတ်ကိုမိုးတဲကညနေစောင်းအထိလုံးဝရှာလေ၏ဤအလုတ်ကိုတမီတီလင်းရှက်မြီဂုံပြက်မြီဆိုး၍ဖွေမပြောပင်ဆေးလေးဆိုင်၌ဆေးစုပ်လုံရသည်ဟုလင်ပြောထား၏ဤတို့လင်းမင်းနဲ့တွင်ဘူးတီကျော်မိုးတိမ်သောအစီကံလုတ်ခနှုတ်နှုတ်အနေအစားဖြင့်မိဖုရားလောက်တမီတပါးကိုစူးစား၍အင်္ဂလိပ်စာတင်စေလေသည် ညို့မေစေတန်းအောင်လီကံအားလျော်စွာဟိဒရစာတိုက်ကြီးတွင်စည်ရဲမအလုတ်ကလေးကိုရှာ၏မိမိ၏နေအိမ်အခန်းမှယုံကြည်လန်းဖြင့်ဖြဲ့၍စာတိုက်သို့နေစဉ်သွားရ၏ညို့မေမှာငကိုကတနာကမအဝိအစားကခစ်စံဟန်ကလေးပန်ကလေးကလည်းလှုပ်တဲ့ခက်ဖြက်ဖြက်ခက်ဆော့ဆော့အတော်ကို လူကြည့်ခံရသောတငယ်မဖြစ်လေသည် ထိုတငယ်မနေစဉ်သွားရသောယုံကြည်လန်းတွင်ပက္ခတာမြို့အုပ်ပေါ့ဆာလူလှလှပါရွှေသည်နေလေဤဟုတရန်မကြမီပင်ထိုလူလှနှင့်မိမချောသဘောချင်းထိတွေ့သည်ဖြင့်ကြိမ်မိကြလေဤမညုံမေရဲ့မညုံမေတို့အင်ကိုတစ်ခါလောက်လာလေပြစေဟုမြို့အုပ်မင်းသည်မကြမကြပြောလေရှိဤတို့ပြောသောအခါတို့၌ညုံမေမှာအသက်ရှူကျွေးသွားတတ်ဤ ငါကချိုဤလှဤအဝေးအစားလဲတောက်ပြောင်းဤအင်္ဂလိပ်စာတက်ဤစည်ရဲမကြီးလဲဟုတ်ဤမြို့အုံမင်းဒီငါအိမ်တို့လာခဲ့တော့အခြေဆုံးနှုတ်တော့မလာမပအခန်းငယ်ကို တွေ့ရလက်တန်းရှက်ဖို့ကောင်းဤထိုတန်းငါအမိကအမိဟုပင်မပြောဝန်းလောက်အောင်စုတ်ချဤရှက်ဖို့ကောင်းဤဘူဒီကြော်ရ၍ဦးမဲပေပေရေးစီမရှိတော့ခေါင်းစုပ်ဖွားညစ်ပတ်စုပ်ပြဲတော့အဝေးအစား တက်တက်သောရုပ်လက္ခဏာ။အိုးဘယ်နေရာမှရစရာမရှိ။ဤသူအိုမအနှိဋ္ဌယုံကြည်ကိုမြင်ရ၍ငါအမိဟုတည်သွားတော့။음ငါမင်းကတော့လောဝရောမြင်မဟုတ်ချေတကားဟုတွေ့တော်၍။အော်ကိုကောကလည်းလူတွေတိမှဆိုးလို့ပါ။မလာပါနဲ့အိုး။လာကြေကြတော့ကျမလာခုံးမယ်။ခုအတွေ့အတွေ့နှင်းစား၍သာနေ၏မနေနိုင်သောမြို့အုပ်ဒီကား တရှိုးနှင့်ဆုံဆန်း၍မြို့မေဤနေရာကိုတည်သောအခါတညံနေ၌အတင်းသွားလေ၏မြို့မေသည်အံအာတင်ကပြာလောင်ခဲ့၍အမိကိုကပြားကရ လက်ကုပ်ပြီးမိဖို့ချောင်းနှင့်အမြန်သွားနေပါဟုမောင်းထုတ်လိုက်လေ၏အမေကြီးကဘာမသိညာမသိနှင့်ကပြားကတိပြေးဝင်ရရှာလေ၏ကိုကလည်းမလာပါနဲ့ဆိုတာလူတွေတိတ်ကုန်ရင်အိုးတိတိဘာဖြစ်တယ်လဲ ကျမအရင်ဟိုဥယျာဉ်ထဲမှာတိုက်ငားနေတယ်။အခုဒီအခန်းကတော့အရင်ဆယ်နှစ်ဆောင်ဝယ်နေတော့ကြောက်ကြကြတိတ်ဆိတ်တဲ့နေရာမှာတယောက်တည်းစာကြည့်ခြင်းလို့ဒီအခန်းကလေးကိုခဏငှပီးနေတယ်။ဆမ်မဝဲအောင်နာနဲ့ဒီခန်းကလေးကအကျိုးပေးတယ်ဆိုပြီးမလွတ်ရဘူး။စသဖြင့်သူဟာသူမလုံ၍ပလီနေလေ၏။ဤတွင် အရှိန်မတိတတ်သော အမေဦးသည်မိဘဝါကနေ၍သမီးအဲ့တဲ့ကိုလက်ဖက်ရည်တိုက်အောင်မလား။ ဟုလောကိုချော်လိုက်လေ၏ညိုမေဒီအမေကြီးအပြင်သို့မထွက်လာစေခြင်းသည်နှင့်음ရှင်ရွေးဥတန်လေးဆမ်းပါဟုအမေပေးလိုက်လေ၏ဩဘာကမညိုမေရဲ့အမေလားမဟုတ်ပါဘူးအစီကံမှာငငယ်ကလေးကကြိရှုလာခဲ့ရလို့ကျမကိုသမီးလို့ခေါ်တာပါဟုဆွနေ၍ပြောလိုက်လေ၏ဩအစီကံမှာကြီးနဲ့နှစ်ယောက်ထဲနေသလား อืมဟုတ်တယ်ကဲမြာရေနွေးတွေဘာတွေလုံမနေပါနဲ့ကိုကိုအိမ်ကိုလိုက်ခဲ့ပါခိုးကြမတောက်ကြစားကြတာပေါ့ဟာရှက်စရာမလိုက်ချင်ဟူမူလိုက်ဤအိုးဘာရှက်စရာလဲလာပါဆိုရဲပါအောင်ခေါ်ခဲ့လေဤညို့မေဤတိုက်တွန်းချက်အရာ နေဆက်တော့မိတ်ဆွေများ လောက်နေတာဘရွှေဤအိမ်တွင်လက်ဖက်ရည်ပွဲတိုက်ကြွေ၍မင်္ဂလာဆောင်ကိစ္စကိုပြီးစေဤ ်ထိုမင်္ဂလာပွဲကိုညို့မေဤအမေကြာယုံတာကြားလိုက်ရ၏မတော်ရမတွေ့ရမမြင်ရရှာလေထိုသည့်နောက်ညို့မေသည်မြို့အုပ်အိမ်သို့မြို့အုပ်ကတော်အထက်တန်းစားမိမအဖြစ် သွားရောက်နေ၏မိခင်ကိုကနေရင်အခမ်းမပင်ဖြစ်သလိုထားခဲ့လေ၏အခုလိုက်လို့မဖြစ်သေးဘူးအမေရဲ့နောက်တော့ကျမကြည့်ပြီးစစ်စစ်ပါအောင်မယ်ဟုလောကလှုပ်သွားတော့ဟူ၏ ထိုလောကကိုပင်အင်မတန်ကျေးဇူးပေးဟုယူဆကားငါသမီးကလေးမင်းကတော်ဖြစ်ပြီ။ तू ကြိုက်တယ်လို့နေပါစေ။ तू ချမ်းသာရင်ပြီးရော။ဟုကျေနေရွေနေလေ၏။ညို့မေက ထိုဘူးတိညောမတော်၍မြို့အုံမင်းနှာခေါင်းသို့ရောက်ရှိ၍ညို့မေ၏အမေမဲတည်သွားလင်ကခက်ရကြည်ရဲ့ဟု တမျိုးပူမိ၏။တနေ့တနိုင်ညို့မေသည်လာခဲ့၍အမေရဲ့ ဒီဘူးဒီကြောင့်အလုပ်ကိုမလုပ်ပါနဲ့လူကြားလို့မှမကောင်းပါဘူးအမေကဖြစ်ချင်တိုင်းဖြစ်နေသမီးကမင်းကတော့အထက်တန်းစားဘယ်နဲ့လုံမလဲဟုမြေတွန်းနေလေဤ नो သမီးရဲ့အတူလဲမနေရစားဖို့တောက်ဖို့လဲဘယ်ကောင်းမှမရငါဘယ်နဲ့လုံနေရမလဲဒါကတော့ဖြစ်တယ်လို့တော်တယ်လို့ပေါ့ပြီးတော့လဲဟိုကမြို့အုံမေးတည်သွားရင်ဆိုရင်ဇကာကိုရထားလိုက်ဤ ။သူကအမေကြီးညွမီဤမျက်နာကိုအကြကြီးစိတ်ကြည်နေ၏။တခါများဤမျက်လောက်ကြကြမကြည့်ဘူးကြီး။မျက်လုံးများဆူလာ၏။အေးအေးတမိပြန်တော့အမေတော်တို့ကြည့်နေမယ်။ဟုဆို၍မျက်နာလွှဲလိုက်လေ၏။ညိုမေဒီခြေလေးလေးဖြင့်ပြန်ခဲ့ရာလမ်းတွင်ငါလှုပ်တာတော်မတော်ရဲ့လား။အိုးဒီလိုမှမဟုတ်ရင်လေငါအထက်တန်းစားမိမဖြစ်ကရှုံးမှာပဲ။ ဟုကိုတရားကိုစီရင်၍ပြန်ခဲ့၏လေးရက်အကြာတွင်ငါအမေဘလို့မြဲနေသေးတယ်လဲငါပြစ်ထားလို့ကောင်းမယ်မထင်ပါဘူးလေဟုတ်တွေ့တော်တရိယာကထိုအခန်းဘက်သို့လာခဲ့ပြန်လေ၏အခန်းတကားလေးစေထားဒီကိုတွေ့ရ၏တို့ကြည့်တော့အခန်း၌ပြောင်နေဒီကိုတွေ့ရ၍ထိတ်ခနဲရှိသွား၏ ထိုခဏ၌ကဲ့နေသောအခမ်းမရေထက်ကလာနာဆရာသည်ပေါလာ၍ဟဲ့ကမကလေးနေအမေလေးဘူးသီးလေးဟိုကြံကလေးကိုလေးတွားပြီနောက်လေစာတကုပ်ပွေသွားတယ်နေလာရင်ပွေလို့ပြောသွားတယ်ညို့ဆို၍စကူညင်းညင်းနဲ့စာကလေးကိုအခောက်လိုက်ပေးလိုက်၏ညို့မေသည်ရေတထိတ်ထိတ်ဖြင့်တကားကိုမိ၍စာကိုဖတ်ကြည့်၏ စာမှာစက်ကူညင်းညင်းအစုပ်တစ်ခုတွင်ရေးထား၏အမေကြီးမှာညို့မေကဲ့သို့ အထက်တန်းစားပညာတတ်မဟုတ်ချေတပ်ပုံမှာစား၍အမမအချွတ်ချွတ်နှင့်ဖြစ်တတ်သည်။ရေးခဲ့သောစာဖြစ်၏ထိုစာမှာနောက်အခါ၌မြို့အုပ်လက်သို့ရောက်ရှိသိမ်းထားရမှအကျွန်ုပ်နှင့်တွေ့ရှိခဲ့ရ၍တပ်ပုံရိုက်ရှိုက်၏အောက်ပါတပ်ပုံကထိုစာမှုရှင်ဖြစ်၏ညို့မေတမီး အမေတိပီ အမေဆိုတာကိုမိတဲ့သမီးကိုတိတာပေါ့ငါ့ကိုအမေတော်ဝမငါ့ကိုအမေလို့ခေါ်ဝမသမီးရှက်တယ်ဆိုတာအမေတိပီငါလဲမင်းကတော့အမေလုပ်ဖို့မတော်ဘူးအဒီတော့သမီးကုန်းမပြတ်အောင် အမေရှောင်ပေးပါမယ်ကွယ်ငါသမီးချမ်းသာရင်အမေဝင်းမြောက်ပါပြီလိမ့်လိမ့်မမနေရင်တော့သမီးအမေလေးအဝေးကပဲဆူတောင်းပါမယ်သမီး မြို့မေသည်ဖက်ပြီးသောအတန်ကြာငိုင်းနေလေ၏။နာဆီယာအမေကြီးဘယ်တော့ပေးသွားတယ်လဲ။ဘူတီလေမနေ့ကပေးသွားတယ်။နောက်လေးစောက်ပွေးတော့လေမျက်စီထဲမှာလေပါနီတွေအများကြီးလာတယ်ရှိတယ်။နင်တို့ဘာဖြစ်တယ်လဲရှမ်းဖြစ်လား။ညိုမေဒီဘာမှ ပြန်မပြောဘဲနာဆိုင်ရာကိုစိုက်ကြည့်နေ၏ကလာကဆက်၍နီလီကပလာကောင်းကောင်းရှိတယ် ဘူတီမလေးကပလာကောင်းကောင်းမရှိဘူး။ဟိုတရက်နှစ်ရက်လေးဘူတီခါနာမချဘူး။နာမေးတယ်။ဘူတီနင်ခါနာမစားဘူး။ပါနီလည်းမစားဘူး။နာမေးတယ်။ဘူတီနင်ခါနာမစားဘူး။ဖဖြစ်တယ်လေနာမေးတယ်။ဘူတီပြောတယ်ဖျားရတယ်။ဘူတီလေးစိတ်အများကြီးမကောင်းမှုရှိတယ်။ဟိုရှေးထန်ကလာသည်ဖောက်သေးချာနေလေ၏။ ထို့သောမပီကလာပီကလာနှင့်ပြောတတ်သည်များဖြင့်ပြောနေသည်ကိုမြို့မီကြားရသောအခါလှိုင်လှိုင်လဲလဲနောင်တကြီးစွာရှား၏မေရွယ်စင်ကစ၍ပင်မဆင်းရဲစွာဖြင့်လှုပ်ကြွေးမွေးမြူခဲ့သောအမီဤဇလန်သည်ပေါ်၍ပေါ်၍လာကမျက်နှာနီမျက်လျက်မြင်ရလေခဲ့၏မိမိသည်ပင်အထက်တန်းစားမိမလောမွေးမိခင်ပင်အထက်တန်းစားမိမလောဟု တွေးတော်စွန့်ပြက်နိုင်လေ၏ဟဲ့ကမကလေးနင်းလည်းဖြားတလား မျက်နှာနေတယ်ပါနေနဲ့လာတယ်ရှိတယ်မင်းတို့ဘာဖြစ်ကြတာလဲဟဲ့နာလီစိတ်ပုံကြီးမကောင်းမှုရှိတယ်ဆိုရေကလာပင်စိတ်ညစ်သွားလိမ့်ဤတို့ဘာမှဖြစ်ပါဘူးကွယ်ရော့ပစက်တမက်ငါသွားတော့မယ်ဆိုရေထွက်ခဲ့လိမ့်ဤနာစင်ရသည်မဆေကိုကြည့်လိုက်ညို့မေသွားရာကိုလှမ်းကြည့်လိုက်နေကြံ့ရစ်နေလေသည် မြို့မေသည်လင်းတဲ့မြို့အုပ်အားအားလုံးဇက်လန်၍ပြောပြီးမိမိမိုင်မသည်များကိုဝင်ချတောင်းပန်လေ၏ပညာတတ်ဖြစ်သောမြို့အုပ်သည်လည်းအမကိုတည်၍အမန်ကိုရှောက်လာခြင်းသည်မင်္ဂလာတပါးဖြစ်သည်ဟု အားလုံးကျေနပ်ဝန်တာလေ၏မကြမီပင်မြို့မေရောမြို့အုပ်ပါ မော်တော်ကားတစ်စီးဖြင့် မြို့မေတို့နေရရှင်နတ်မော်ရွာသို့လိုက်ခဲ့ကြ၏တဲ့အိမ်ဆုပ်ကလေးသည်ကြိုတိုကြဲတဲ့နေ့ တုတ်တန်းတစားပြင်ကဲ့သို့တိတ်ဆိတ်လျက်ရှိ၏ဝင်သွားကြသောအခါမိဖျားစုပ်ပေါ်တွင်ပက်လန့်ဖြစ်နေသော အမေကြီးကို တွေ့ကြရလေ၏ညို့မေသည်ထိတ်လန့်သွားကအတမရှိပါသည်ဤလောဟု ရှင်ဘက်ကိုဆံ၍ကြည်ရာအတမျော့မျော့ရှိသေးကြောင်းတွေ့ရ၏အထူးကထိုပက်လက်ရှင်ဘက်ပေါ်တွင်လက်နှစ်ဖက်ဖြင့်အုပ်ကင်ထားသော အရာတစ်ခုကို တွေ့ကြရ၏ထိုအရာကညို့မေ၏ရဲချုပ်ဖြစ်၍ တော်တလေထုံစံအတိုင်းဝချမ်းချောချောတွင်ကညစ်ဖြင့်ရေမတ်ထားသောရေချုပ်ဖြစ်လေသည်တကရီ1268ခုပြာသူလာစံ၄ရက်နေ့တောက်ကြနေညနေ၂နာရီအချိန်တွင်ယန္နာ၃ပါးဥထိတ်ထား၍မာတာမိခင်ဖွာတန်စေသည်မညုမေဇာတာအသက်120ရှည်စီသောခုရှည်ထားလေသည်ညုမေသည် အမေ အမေဟုตาရစွာနှိုးလေတော့အတန်ကြာမှမျက်လုံးပွင့်လာ၍ခြိနေသောအတန်ဖြင့်အော်တမိညို့မေလားဟု မေး၍ပြုံယောင်ပြူ၏တဖန်မျက်နှာညှို့သွား၍မျက်ရည်များကြာလာကတမိလင်းလင်းမမနေရှင်းတော်ဟုပြောပြီးနောက်မိကတော်အမေဤအရာသာကို မခံစားရတော့ပဲဘူဒီကျော်တဲ့အစေခံဘဝနေပင်ဤဘဝကိုဆက်သိမ်းရှုပ်သွားလေတည်း မြို့မေမှာမိမိမိုက်ပြအတွက်နောက်နာကြီးစွာရလေ၍ညာစွာ ပူဆွေးလေ၏ပူဆွေးခြင်းမှာရှူရှူမဟုတ်အတိုးနှင့်ဆွေးရ၏အတိုးမှာလည်းရိုးရိုးအတိုးမဟုတ်နှစ်ထပ်တိုးနှင့်ဖြစ်၏စင်စစ်တော်ကမြို့မေကိုတနာစရာကောင်းတော်၏ပြောင်းလဲခြင်းငါးချက်တွေ့ရ၏ပထမမိမိသည်မောဟကြီးစွာ ဖုံးလွှမ်းသည်ဖြင့်ဂုံကိုမက်လေသည်ဖြင့် အမိရှင်ကို အစီကံဟုပြောပြီးနောက်မိမိမာဒီကို မြေစာပြု၍စိတ်ဤတုံလုံးချင်းဖြစ်လာလေသည်ဒုတိယအမိထွက်သွားပြီးနောက်ပေးခဲ့သောစာကိုဖတ်ရလင်းတော့ကမိမိအမကြီးမကြောင်းတေချာစွာသိရှိ အထူးတုံလုံးချောက်ချားကအမိဤကျေးဇူးမေတ္တာဂုဏ်တို့ပေါ်လာ၍အထက်တဲစားမိမမျိုးကိုဆုံးဖြတ်နိုင်လေသည်တတိယ မိခင်ဒီကိုစိတ်နှစ်ပါညှို့ကြုံ၍မကျမ်းမမတယောက်တည်းပက်လက်ကလေးတင်ငယ်ဆုံးစောနေစဉ်မိမိ၏ရချုပ်ဇာတာကိုရှင်ခွေ၌တင်၍ပိုက်ဖက်ထားသည်ကို တွေ့မြင်ရသောအခါ၌ဥအသည်ပြောင်းပြန်လှန်၍သွားလေ၏စတုထာမိခင်ကိုဂျေဇူးမဆက်လိုက်ရပဲတေပြောက်သွားသောအခါ၌အယူမကလေးဖြစ်သွားလေသည်ပြစ္ဆမမိမိကိုယ်တိုင်တမိကလေးမွေးသောအခါ၌ဖြစ်၏ ဖယားသခင်လက်ထက်ရာဇကြိုပြီးပရင်အစာတတက်သည်ဒေဝရဤအကြံဉာဏ်ပေးချက်အရာချင်းနကိုလူယူသည့်အပြင်စိတ်ချရအောင်ဟု ခမဲတော်ဗိမိသားရမိကြီးကို လောင်အိမ်၌အစာငှက်ထားပြီးလင်ချေဘွားကိုတားခွဲစားလူမိခင်၍တက်စီလေသည် မေကြီးနေရစံတီနေ့မရှိမနောင်တို့ရတွင်အစာတတက်သည် ထို့သောခမေတော်နေရစံကြောင့်မတိရမီမိမိ၌ဒါတော်ဥရိယဘတ္တကို ဖွားမြင်လေသည်ကိုတင်ရ၍ထို့သား၌ချစ်ချစ်သည်ရိုးရွေးချစ်စီကိုစိမ့်၍နှစ်သိမ့်သွားတော်ဟူ၏ဤသို့ကိုယ်တိုင်မွေးဖွားမှ အဖသည်ဒါကိုမြင်းမြချစ်ကြောင်းတည်ရှိသောအခါငါဤအဖလည်းငါကိုဤသို့ချစ်လက်တန်းဟူတည်ရကား မေတော်အားမိမိ၏ခမဲတော်သည်လဲမိမိကိုဤသို့ပင်ချစ်ပါသလားဟုမေးမြန်းလေ၏ထိုအခါမှာမေတော်ကဟေးမင်းမိုင်မင်းယုတ်တင့်ဤချစ်ခြင်းကအတုအပအပေါ်ရန်သာဖြစ်၏တင့်အဖာထားအပ်သောမြစ်တာကထူးထူးချွတ်ချွတ်လွန်၍ဖြစ်၏တင့်ကိုငါတည်းရှိသောအခါမင်းကြီး၏လက်ရလက်မောင်းသွေးကိုကိုက်ဖောက်၍တောက်လို့သောချစ်ချင်းဖြစ်သည်ကို သင်ခမဲတော်သည်ရဲရဲရော်ရော်ဖောက်၍တိုက်၏ပညာရှိတို့ကထိုသားဖွာသောမိကြီးကို အေကံတက်လက်တက်ဟု နမိတ်ဖတ်တော်ကြောင့်အဖသက်သားမျိုးမမွေးလို၍ကိုဝင်ကိုဖျက်မည်ရှိရာသင်ခမဲတော်သည်အခွင့်မပေးပဲကြည်တော်အခါငါကိုတက်လို့တက်ပါစေငါသားဤမျက်နာကိုငါမြင်ရုံမြင်ရပါစေတော့မဖြစ်ပါလိမ့်ဟု အခါခါတောင်းမှန်၍တင်းလူဖြစ်လာရခြင်းဖြစ်၏ဖွာလာတော့ အစာအိမ်ပြက်လောက်အောင်တင့်ကိုချီဤကိုရော်တိုင်းချီပိုးပိုက်ပွေ၍နေသည်များဤတခါ၌တင့်လက်မတွင်ခူနာပေါက်လာရာပြေကိုက်လာသည်ကိုတင့်ခမဲတော်အာကရင်းဖြင့်ငုံ၍ပြေကိုဆုပ်ယူမျိုးလေးသည်အိမ်မြချစ်ခင်ယူရဆွာသောဖခင်ကိုတင့်တက်ရက်သည်မှာတင့်ထက်မိုက်မဲရုံမှသူလောကတွင်မရှိပေတကားဟုရှိုက်ကြည့်တဲ့ငင်းငိုယူကပြောပြလိုက်လေသည်ထိုအခါမှာအစားတက်တဲ့ ကိုတွေ့သားဤအချင်းနေဆံပြွ၍ခမဲတော်အားတနာဆုံမဲ့လာက ခမဲတော်ကိုလှုပ်စေဟုအမိန်ပေး၏လွန်လေပြီဟုရှောက်ကြမှဖြူကြုံမရနောင်တကြီးစွာရှာလေသည်ယခုညမေမှာလဲမွေးမိခင်ဤဂျေဇုမြတ်တာကိုအတင့်အတန်တရှိနေရာမိမိကိုယ်တိုင်သမီးတယောက်မွေးမှအမိဤမြတ်တာလက်တွေ့တည်ရသောအခါတွတ်တွတ်ရှူသောအယူမမဖြစ်ယုံတမဲသားကျန်တို့ဤ မိမိသည်ပညာအတင်အတန်တက်မြောက်ခဲ့သူဖြစ်၍တဖြည်းဖြည်းတရားနှင့်ဖြည်းပြီးလင်းအမိဤဂုံကျေးဇူးကိုဆက်ရန်တက်နိုင်သောနည်းဖြင့်ပြုလီတော်၏ဒါနတိလစသောကုသိုလ်တို့ကို အထူးပြု၍အမိကိုရည်စူးကအများအတန်ဝေး၏အမိအတွက်ဆို၍တတ်တက်လည်းကုသိုလ်ကောင်းမှုများပြု၏သာသမီတို့ကကောင်းစွာမကြည်မရှုပြစ်ထားသောမိဘတို့ကို ကြားသည့်တွင်မြင်ရလျှင် ဆိုင်ရာသားသမီးတို့ကိုတရားဟောပြောခြင်းဖြင့်၎င်းတချို့နေရာ၌အာနာတကိုဖြင့်ချိန်ချ၍၎င်းကြည်ရှုပြုစုစေ၏သားမြေမရှိစင်ရဲနွယ်ပါသော လူကြီးသူကြီးတို့ကိုတွေ့ရင်မိမိတန်နိုင်သမျှကြည်ရှုပြုစုစေ၏လူအိုယုံများကိုကရဲရဲရိုးရိုးလှူလေရှိ၏သားမြေရှိမရှိ အသက်50ကျော်မိမကြီးယောက်ျားကြီးတို့ကိုအထူးသဖြင့်ဆင်းရဲနွမ်းပါသူတို့ကို ရှင်ရဲလာပြေလာခွေနေတို့၌ဖိတ်ခေါ်၍ကျွေးမွေးပေးကမ်းလေးရှိ၏မိင္ကတော်များနေငငယ်ရွယ်ရွယ်မိမတို့ကိုကမကြမကြလက်ဖက်ရည်တောက်ဖဲ၍အထက်တန်းစားမိမတရားကို ဟောပြောလေးရှိရာမိမိကိုယ်တွင်အဖြစ်အပျက်ကို ထုတ်ဖော်၍ပြလေးရှိသည်တခါ၌အကျွန်ုပ်သည် ကောင်းလေကျောင်းတွင်ကျောင်းနေပဲဖြစ်ဖို့သောဤမျိုးအိုးကိုရွှေပါထံသို့အလဲသွားရာတဖက်ခန်း၌သူကတော်ဟောပြောနေတံကြား၍စုံစမ်းရာ။အော်မင်းငါမိမအကြောင်းမသိသေးပဲကိုအထက်တန်းစားမိမတရားအင်မတန်အဟောကောင်းနေမင်းလည်းနားထောင်သွားပါလား။ဟေးမညို့မေဒီမှာကွယ်ငါတငယ်ချင်းတယောက်ရောက်လာတယ်။မင်းတရားနာကျင်လို့တဲ့သူ့ကိုလည်းဟောပါအောင် ဟုရှီမောပြောဆိုကကျွန်ုပ်ကိုဆွဲခေါ်သွားလေသည်။တရားအစုံ၌ကျွန်ုပ်သည်တာရုနှစ်နှစ်ချေချေခေါ်၍ကိုပါရွှေနှင့်ပြန်ထိုင်မိသောအခါ ကိုပါရွှေသည်မင်းကတော့အတူအဆမှတ်စရာတားစရာကိုစူဆောင်းတတ်တယ်။အဲဟိုမညုံမရဲ့အမေကနာဆရာကတစင်ပေးခဲ့တဲ့စာကိုငါသိမ့်ထားတယ်။မေမေယူသွားပြီတော့ရော့။ဆိုရင်တစ်တာတစ်ခုမှထုတ်ပေးလိုက်ပါသည်။ ဥဖိုကြဤကိုတွေးဝိထုမြ